ထမ်းကျတဲ့လောကကြီးမှာအသိဉာဏ်မရှိတဲ့ပုဂ္ဂိုလ်တွေကနစ်မြုပ်သွားကြတယ်နစ်မြုပ်သွားကြတယ်နတ္ထိသင်္ဃောဝိသနာတာအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကတော့အဲ့ဒီထဲမမြုပ်ဘူးတဲ့အဲ့ဒါကိုရှောင်ကြတယ်ဟောဒီအသေးပဲပြောအဲ့တော့ဒီအသေးပဲနေဆိုရင်ဘာကိုဆုလိုတာတော့ဆိုအလွန်ဆန်းပြပြီးတော့ မမောစရာကောင်းတဲ့လောကကြီးမှာအတိညာဉ်ကင်းမဲ့တဲ့ပုဂ္ဂိုလ်တွေဟာရုံးမထွက်နိုင်လောက်အောင်မြုပ်နေကြပြီလို့ရုံးမထွက်နိုင်အောင်မြုပ်ကြတယ်ကာမဂုဏ်အာယုဆိုတဲ့ဆန်းကျဲတဲ့အာယုနေတဲ့မှာလူများစုကမြုပ်နေကြတာပဲလေရုံးမထွက်နိုင်ကြဘူးတောနဲ့ကြီးတွေထဲမှာ ပင်ကလို့ခေါ်တဲ့ရှင်ညုံနေရှိတဲ့မြေပြင်ကြီးတစ်ခုရှိတတ်တယ်။အဲ့ဒီမြေပြင်ကြီးကအတွေ့အကြုံမရှိဘူးဆိုရင်ကြည့်လိုက်လို့ရှင် အပေါ်မြက်ကလေးတွေပေါအောင်ပြီးတော့တော်တဲ့ကလွေမြင်ကြီးတစ်ခုပမာထင်ရတယ်ပေါ့။ဟာဒီနာသစ်ပင်မပေါ့ဘူး။လှလိုက်တဲ့လွေမြင်ကြီးလို့သူတို့ထင်ရတယ် အဲ့ဒီကွင်းမြင့်ကြီးတောထဲမှာရှိနေတဲ့ကွင်းမြင့်လွင်မြင့်ကြီးတဲ့ကိုမစင်မချင်းဆင်းလိုက်မယ်ဆိုရင်သူကဘွဲ့အိုင်ကြီးဖြစ်နေတော့မြုပ်သွားအလုံးကိုနဲ့တဲ့ဘွဲ့အိုင်ကြီးဆိုမလှုပ်နဲ့လှုပ်နေမြုပ်နေမလှုပ်နေမြုပ်နေဆင်းနေအဲ့ထက်ရောက်သွားရင် မထွက်နိုင်တော့ကြားနေအဲ့ထက်ရောက်သွားရင်မထွက်နိုင်ဘယ်သရဝါမှလှုပ်လိမြုပ်နေပဲသူက အပေါ်ရံလေးတွေတင်းပြီးတော့အပင်လေးတွေပေါက်နေတာမြက်ပင်လေးတွေပေါက်နေတာတမန်ပေါ်ပါတဲ့တရဝါလေးတွေသာခနိုင်တော့နည်းနည်းခန္ဓာကိုယ်လေးတဲ့တရဝါလေးမှန်သမျှတမင်ဆင်းတမင်မြုပ်မဲ့ကြားဆင်းကြားမြုပ်မဲ့တရေဆင်းတရေမြုပ်မဲ့ဘယ်တရဝါပဲဆင်းလာခဲ့ဆင်းလာခဲ့မြုပ်သွားတာပြန်ပြီးတော့ရုံထွက်နိုင်တော့မရှိဘူးမြုပ်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 ပြီးအဲ့ ရှော့အင်ကြီးထဲမှာပဲမြုပ်သွားကြတယ်အဲ့ဒါလိုပဲကာမဂုဏ်အာယုဆိုတဲ့လောကကြီးဟာအပေါ်ယံကြည့်လိုက်ရင်ဆန်းကျင်နေခဏမြက်မြက်တွေပေါက်ပြီးတော့စိမ့်ပြီးအမြဲတမ်းလှပ်ပါတဲ့တာယာရဲလူမြင်ကြီးတစ်ခုလို့ထင်ရတယ်သွားပြီးတော့မဆန်းလိုက်နဲ့ဆန်းလိုက်ရင်မြုပ်သွားတယ်အဲ့ထင်ရုံမထွက်နိုင်တော့ဘူး လောကကာမဂုဏ်အာယုန်တွေဟာလည်းပဲအဲ့ဒီလိုပုံဆောင်ထားတာပဲဖြစ်တယ်။ရှုံးထွက်နိုင်မှုအမြဲတမ်းခဲသွားပြီ။အလုံးကိုစမ်းကြတာကဘလောက်ထိအောင်စမ်းကြတော့ဆိုရင်ရှေးကဘယင်းတွေဟာသူတို့စီးတဲ့စီးတော့ယင်းတွေကိုယရနာရီနဲ့ချက်သားပြီးပချီနဲ့လှပအောင်လှုပ်ထားတဲ့ဘယင်းစီးတဲ့ယထာလိုစမ်းကြနေတာတဲ့ လှလှပါပါလှုပ်တာလောကကြီးဟာလည်းပဲကာမဂုဏ်အာယုန်ဤနဲ့အဲ့လိုဆံပြလှပနေတာအမတ်တမဲနဲ့သွားပြီးတော့မဆင်းလိုက်နဲ့ရုံးထွက်လို့မရတော့ဘူးလို့ပြောတယ်နော်ယထပါလဝိတိဒန္တိမဆင်မကျင်ဆင်းမိတဲ့ပုဂ္ဂိုလ်ဟာမြုပ်သွားမယ်နတ္ထိသင်္ကောဝိသနာစဉ်းစားညာရှိတဲ့ပုဂ္ဂိုလ်တွေကတော့အဲ့ထက်မဆင်းဘူးဝေးဝေးရရှောင်းတယ် အဲ့ဒီမှာသင်္ကေတဘာရှိတော့ဆိုအဲ့ဒီမြက်ခင်းလွင်မြေညီနာရောက်တဲ့အခါမှာခြေရာတွေကမြက်ခင်းလွင်မြေဘက်ကို ဥတီနေတဲ့ခြေရာသာရှိတယ်ပြန်တက်လာတဲ့ခြေရာမရှိဘူးအဲ့ဒါကိုတတိမထားပဲနဲ့လှလိုက်တဲ့လွင်မြေကြီးဒီထက်ကဖြတ်ပြီးတော့ရှောက်ကြည့်ဦးမယ်ဆိုသွားဆင်လိုက်မြုပ်ပြီးမြုပ်လို့ယုံထွက်လို့ရလားဆိုမရတော့ဘူးလှုပ်လိမြုပ်လိလှုပ်လိမြုပ်လိ ဲ့လိုကြောက်စရာ ရှွံ့ညွန့်ကြီးလိုလောကကြီးမှာလည်းပဲရုံးမထွက်နိုင်လောက်အောင်အလှပကာမဂုဏ်အာယုနေထဲမှာမြုပ်သွားတယ်အဲ့တော့ကာမဂုဏ်အာယုဆိုတာရှွံ့ညွန့်ကြီးနဲ့တင်စားပြီးတော့ရသော်ပြားဟောတာပဲဖြစ်တယ်ကာမဂုဏ်အာယုဆိုတာဘယ်ဟာကိုခေါ်လဲဆိုလောကလူတွေကြိုက်နှစ်သက်တဲ့မျက်စိနဲ့မြင်ရတဲ့လှပတဲ့အဆင်အာယုဟာလည်းပဲ ကာမဂုဏ်အာယုတယောက်နဲ့တယောက်မတူကြဘူးတချို့ကလှတာဟိုသဘောကျတယ်မျက်စိကလှတာပတာကြီးရတာသဘောကျတယ်တချို့ကျတော့ตายရတဲ့သချင်းတန်ตายရတဲ့အတန်လေးကိုနားထောင်ရရင်သဘောကျတယ်တချို့ကျတော့မွေးကြိုင်တဲ့အနတ်တချို့ကျတော့အရသာကောင်းကောင်းတချို့ကျတော့အထီးအတွေ့ချောညက်တာအဲ့လို့ အကြိုက်ချင်းမတူကြကာမဂုဏ်လို့ဆိုတဲ့စကားလုံးဟာကာမခုဏကာမဆိုတာလိုချင်စရာနော်လိုချင်စရာလိုချင်စရာဒီစရာတွေပေါ့ဆွဲမက်စရာဆွဲမက်စရာလူတိုင်းလူတိုင်းဟာလိုချင်တယ်ဆွဲမက်တယ် ဒီဇာရီဘောဆွန့်ဆက်ပလဲရှာလို့ပြောတယ်။အဲ့ဒီလူချင်းစရာအာယုဟာဂုဏဂုံဆိုတာဒီနေရာမှာအရေးချင်းကိုပြောတာမဟုတ်ဘဲနဲ့နှောင်ဖွဲ့ထားရတယ်။လူရဲ့စိတ်ကိုနှောင်ဖွဲ့ထားရတယ်။အနှောင်ဖွဲ့တစ်ခုဖြစ်သွား။ရုံမထွက်နိုင်ဘူး။မျက်စိထဲမှာကိုကြည့်လို့လှတယ်၊တာရတယ်၊ထင်ထားတဲ့ပုဂ္ဂိုလ် အဲ့ဒီဟာနေယုံမထွက်နိုင်တော့အတန်ကိုတာယာမီးရင်လည်းယုံမထွက်နိုင်ဘူးအနံ့ကိုနန်းရှင်မီးရင် အရတာကိုခံစားမီးရင်ခန္ဓာကိုထိတွေ့ကိုသဘောကျရင်ယုံမထွက်နိုင်အဲ့ဒီယုံမထွက်နိုင်တဲ့ကာမဂုဏ်အယုံဟာ ရှွညွန်ပွက်ကြည့်လို့ပဲမစင်မခြင်းစင်မီးရင်တော့ပြန်တက်ဖို့မလွယ်တော့ဘူးအေး အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တော့တရားကိုရှောင်နေလို့ဒီတရားကိုဟောတာ